Hello အားလုံးမင်္ဂလာပါ။ AFPN နေပြီးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့အခုကျွန်တော်ရောက်ရှိနေတဲ့နေရာလေးကတော့ဒါပကြာယာတိုင်းစကွဲပေါ့နော်။ဆိုတော့ဒီပကြာယာတိုင်းစကွဲကဒါမလေးရှားမှာနေတဲ့လူတော်များလည်းသိကြရတယ်ပေါ့။သူကဒီမှာဆိုလို့ရှိရင်ဒီ fashion နဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းတွေပြီးတော့လို့ရှိရင်အဝတ်ထည်တွေကအရန်ဘယ်လိုခေါ်မလဲဈေးသက်သာတယ်။ပြီးတော့လို့ရှိရင် design တွေလည်းလှတယ်ပေါ့လေ။ဆိုတော့ကျွန်တော်တို့ဟိုဘန်ကောက်မှာဆိုရင်ဂျာတူချက်လိုပုံစံမျိုးပေါ့။အဲဆိုတော့ အဲ့လိုနေရာမျိုးလေးပါဆိုတော့ကျွန်တော်ဒီကိုရောက်နေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့ကျွန်တော်တို့ဘာလောက်တာလဲဆိုလို့ရှိရင်အစားတောင်းမဟုတ်ဘူး A4 ပြည်ပသက်တွေကိုအရန်တန်နဲ့ဆိုင်တဲ့ဆိုင်ခေါ်ဝါပေးချင်တာအဲ့လိုအိမ်သုံးပစ္စည်းတွေပြောလို့ရှိရင်အဲ့လိုမျိုးဘယ်လိုခေါ်မလဲအဲ့လိုမျိုးဘယ်လိုခေါ်မလဲဒီအသုံးဆောင်ပစ္စည်းလေးတွေတန်တဲ့နေရာလေးတစ်ခုပေါ့နော်အဲ့ဆိုင်လေးခေါ်ဝါပေးချင်တာအဲ့တော့လိုက်ခဲ့ပေးကြပါအောင်ကိုင်လေးကိုကျွန်တော်အာ ်ဒါတော်များများလေးသိကြမှာပါမလီ eco plus လို့ခေါ်တယ်ဆိုတော့ဒီဆိုင်လေးကသူကနှစ်ချက်တန်ဆိုင်လို့လူသိများတယ်ပေါ့နော်အာနှစ်ချက်ချောက်ဆိုင်နေစပြီးတော့ဒီတဆင်မကျော်တဲ့ပစ္စည်းတွေအကုန်ရှိတယ်ပေါ့နော်ဆိုတော့ပြီးတော့ဟိုဟာဘယ်လိုခေါ်မလဲပစ္စည်းလည်းပို့ဆောင်တယ်ပေါ့အဲ့တော့ဘာရှိလဲလိုက်ကြည့်ကြရအောင်နော်အခုကတော့ကျွန်တော်မဟုတ်ဝယ်မှာဖြစ်ပါတယ်။ဘာလို့ကျွန်တော်နှစ်ချက်တန်ဆိုင်မှာမဟုတ်ဝယ်လေးရှိလဲဆိုလို့ရှိရင်ပထမတစ်ချက်သူကဒီမှာဒီလို portion ပိုးရှင်းဆိုလို့ရှင်တော့ကွာအဲ့လိုမျိုးပိုပလိုကောမလဲတယောက်စာလေးတွေပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်ကအများကြီးလဲထားတာမဟုတ်ဟိုတွတ်တီတွတ်တူကွာဟာလာခလေးတွေဆိုလဲတူတူပဲကွာအဲ့တော့ကိုကကိုသားသမီးလေးတွေဟာလာခလေးတွေကဟာလို့မုတ်စားပါမုတ်စားချင်ပါချင်းဆိုပြီးခလေးတွေရဲ့သဘောတရားတစ်ခုလောက်ယူပြီးရင်ကျွန်တော်လှုပ်မစားတော့တဲ့ခါကျဒီလိုမျိုးဟာလေးတွေဆိုအရန်အဆင်ပြေတယ်ပေါ့နော်လူကြီးတွေအတွက်ဆိုလို့ရှင်လဲဒါအာ snack စားချင်တဲ့လူတွေဆိုလို့ရှင်လဲအမျိုးစုံစုံလင်းလင်းကိုကျွန်တော်တို့ကဟာလာဈေးနည်းနည်းလေးနဲ့ အမျိုးစုံစုံလင်းလင်းဝယ်လို့ရတယ်ပေါ့ဆိုတော့အဲအဲ့ဒီအားသာချက်လေးတွေရှိရပေါ့အဲအကြောင်းမို့ကျွန်တော်ဒီမှာအမြဲတမ်းအာဒီလို snack လေးတွေဝယ်ပစ်တယ်ပေါ့နော်ဒီမှာမီယိုနီဆိုလို့ရှိရင်ဒီမှာပူတိတိလေးနဲ့အဲ့တော့ကိုကတယောက်စားပဲစားမလို့အရင်အဆင်ပြေတယ်။ကြာနောက်ပြီးတော့လို့ရှိရင်ဒီမှာချီလီဆော့ပေါ့နော်။ချီလီဆော့ဆိုလို့ရှိရင်260ပဲ ဆိုအခုချိန်မှာဆိုလို့ရှိရင် grocery shopping သွားမယ်ဆိုအရန်သေးတက်နေပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာ chili sauce ပေါ့အများကြီးရှိတယ်အဲ့တော့ဒီမှာဆိုရင်ကိုလိုချင်တဲ့ sauce တွေပါညာဆိုလို့ရှိရင်အရန်သေးတန်တယ်ပေါ့နော် no sir 260နဲ့ဒီမှာအရန်ကိုတန်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာဆိုရင် coffee အေးတွေပါဆိုတော့260နဲ့ရနိုင်သေးတယ်ပေါ့နော်အဲ့လိုအဲ့လို brand တွေရှိတယ်သူတို့ကိုယ်ပိုင် brand တွေလည်းရှိတယ်အဲ့ဒါကြောင့်မို့သူကပိုပြီးဈေးသက်သာတာ ဒီမှာဆိုလို့ရှိရင်ဒါចောင်းလာတက်တဲ့လူတွေအတွက်ပေါ့เนาะအာမလေးရှားမှာចောင်းလာတက်တဲ့လူတွေအခုဆိုအရန်များနေပြီလေဆိုတော့ចောင်းလာတက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီမှာတကိုယ်တကာပစ္စည်းလာဝယ်တင်တယ်ဒီမှာဆိုကြည့်အာဒီမှာဆိုပကံနေပေါ့เนาะမယ်လမင်းပကံနေဆိုလို့ရှိရင်တစ်ချက်60အဲ့လိုမျိုးပေါ့เนาะသူ့ရဲ့ဒီကျွန်တော်လိုအပ်တဲ့ဒီမျိုးចောင်းသုံးပစ္စည်းပေါ့အဲ့ဒါဆိုလို့ရှိရင်ပတ်စံလည်းအများကြီးမသုံးချင်ဘူးအာဘာလို့လဲဆိုတော့အကြောင်းသား live ကကြတော့ဒါဟိုကျွီဒီဘိုင်လည်းမလို့သေးဘူးလေတည်ရမလားကိုတယောက်စားပဲဆိုတော့ဒီလိုမျိုးဈေးသက်တာတဲ့ဟာမျိုးလေးတွေဝယ်ဆိုအရင်အဆင်ပြေရေပေါ့နော် ဒါတော့2.60ပဲဟိုဒီမှာချင်းဒီလိုဒီလိုမျိုးဟာမျိုးမှာတော့2.60ဒါဆိုရင်အရင်တန်နေပြီလေနော်ဒါအပြင်မှာဘယ်လိုမှမရနိုင်တဲ့ဈေးမျိုးပေါ့အဝတ်ချင်းဟာလာနော်အဝတ်ချင်းပါညာဆိုလဲဒါ2.60နဲ့ရတယ်နော်သူပေးထားတဲ့သူပေးတဲ့ဈေးနဲ့သူပေးတဲ့ quality ကတော့ဒါတော်တော် acceptable ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော် ဲအခုဒီမှာဆိုလို့ရှိရင်ဒါအခုမြန်ရဲ့အတိုင်းပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါ10တန်းရှိတယ်6ချက်တန်းရှိတယ်2ချက်60တန်းရှိတယ်ဒါအဲ့ဒီဟာကတော့ eco နဲ့ eco plus ရဲ့အဓိကကွဲသွားတဲ့အချက်ပေါ့ eco ဆိုလို့ရှိရင်ကျတော့ तू က2ချက်60ပစ္စည်းတွေပဲ तू တင်ထားတာဒါပေမဲ့ eco plus မှာကျတော့ तू ကဒီမှာ10တန်းနဲ့ရော6ချက်တန်းနဲ့ရောတင်ထားတာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်သူ့ရဲ့ mission ကကျတော့ तू ကဒီအမျိုးအစားပစ္စည်းပို့ဆောင်အောင်တင်ပေးခြင်းတဲ့အတွက်ကြောင့်မို့လို့ဆိုတော့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်ကဲဒီမှာဆိုလို့ရှိရင်ဒါ အပြင်မှာဆိုဒါဒီလိုခုံမျိုးဒါ10နဲ့ဘလုံးမမရနိုင်ဘူးဆိုတော့ဒီမှာဆိုလို့ရှင်ဒါ10ပဲဒါဆိုလို့ရှင်ဒါចောင်းသားရီအတွက်ဒါဟာလာဟိုဘလုံးခုံမယ်ခမင်းစားစပွဲလေးလုပ်လို့ရတယ်စာကြည့်စပွဲလေးလုပ်လို့ရတယ်အဲ့လိုမျိုးအရန်အဆင်ပြေတာပေါ့နော်ကွာတခုကောင်းတာကြတော့ဗာလဲဆိုရင် DIY ထက်လဲသူကပိုတက်တာလေ။ဘာလို့လဲဆိုတော့သူ့မှာကွာဟိုဈေးတက်တက်တက်တာနဲ့ရွေးချယ်စရာရှိရပေါ့။တကယ်လို့ကွာ hardware ဘိုင်းနေပါလေအဲ့လိုမျိုးဟိုဘယ်လိုပြောရမလဲ အကျန်းသုံးပါညာပေါ့လေအဲ့လိုမျိုးလိုချင်နေဆိုလို့ရှိရင်ဒီမှာလာဝယ်လို့ရပါတယ်ကဲအခုတော့ကျွန်တော်ရောက်နေနေရတာ garden နဲ့ပတ်သက်တဲ့ပစ္စည်းတွေပေါ့နော်။ဟိုအပင် site ပါညာအတွက်လိုအပ်တဲ့ပစ္စည်းတော်တော်များအောင်ဈေးသက်သက်သာသာနဲ့ရနိုင်တယ်ပေါ့နော်။ဆိုတော့ကျွန်တော် mention လုပ်ခဲ့သလိုပဲ26ဆရာနေပြီးတော့ဒါ30ထိရှိရယ်ပေါ့။ ဒါလေးဝယ်အခန်းထဲမှာထားလို့ရဒါကတော့ဒါ clay dot stationery ပေါ့နော်ဒါအဲ့တော့အာဒီမှာလိုအပ်တဲ့ဒီမှာကာတွန်းစာကာတွန်းစာဥပြောမလားပုံဆွဲစာဥပြောမလားအဲ့လိုလေးရှိရဲအာပြောလို့ရှင်ဘလာစာအုပ်အစုံပေါ့နော်ဒီ stationery အစုံရနိုင်ပါတယ်ဒီမှာပြီးဒီမှာဆိုလို့ရှင်ဒီမှာလိုအပ်တဲ့ stationery ပေါ့နော် ball pen နဲ့ပြောလို့ရှင်ဒီ marker အစုံရှိပြီးဒီမှာ clay တွဲဆိုလဲ flashy လေးရှိတယ်ဆယ်ပဲ ပကံတိဆက်ပြတော့26ဆင်နေရအတွက်လားအရန်တန်တယ်သူကပြီးတော့ဆက်ပြမဟုတ်သူဆက်ပြခဲ့လို့ဆိုလို့ရှင်လဲလို့ပဲဈေးရန်တန်တယ်ဆိုတော့ဒီ area မှာဆိုလို့ရှိရင်ဒါဟိုအတုံးများတဲ့ပစ္စည်းလေးတွေသူထားပေးထားတာပေါ့နော်ဒီမှာကျွန်တော်ကျွန်တော်အခုဒီနေ့ဆိုလို့ရှိရင်ဒါဟိုပေါ့လက်ဆေးဆက်ပြလာဝယ်တာလက်ဆေးဆက်ပြဆိုတော့ဟို မျိုးကြောင်နဲ့ထားမယ်ပါညာဆိုလို့ရှင်ကြတော့ဒီလောက်ဆိုရင်ရပြီပေါ့နော်နှစ်ချက်60ပဲအရန်လဲဈေးမကြီးဘူးပြီးတော့သုံးလို့လည်းအဆင်ပြေတယ်ပေါ့နော်ဒီမှာတော့တခုကောင်းတာတော့ frozen food တွေပါရှိတယ်အဲ့တော့ဒီမှာကိုကဟိုပေါ့နော်အစားတောက်လဲဝယ်ခြင်းလို့ဝယ်ခြင်းဝယ်လို့ရတယ်ပေါ့ကဲဒါဒီနေ့တော့ကျွန်တော်ဈေးဝယ်နေတဲ့ effort rate တွေကိုအာဒီ eco sign လေးမှာဗာရရလဲဆိုတော့ကျွန်တော်တို့ဒါလိုက်ပြပေးတာပေါ့နော်ဒီ sign လေးမှာဆိုလို့ရှိရင်အခုတွေ့ရတဲ့အတိုင်းပဲ ဒီမရှိတဲ့ပစ္စည်းမရှိသလားအောင်ကိုတော်တော်စုံနေပေါ့နော်တော်တော်စုံစုံလင်လင်နဲ့စည်တဲ့တတရနိုင်တာကိုတွေ့ရှိရပါတယ်ဆိုတော့ဒီ Eco Plus ကိုကျွန်တော်တို့ကဒါ26000နဲ့ဆိုတော့ဒါ quality ကောင်းပါမလားပေါ့ဆိုတော့ဟိုပြောမှဆိုတော့သူ့သူ့ဦးနဲ့သူ့ဆန်ပေါ့နော်ဈေးနှုန်းကတော့ဒါအာ ဈေးသက်တာတယ်အဲ့တော့ကြောင့်မို့လို့သူနဲ့တန်တဲ့ quality တခုတော့ရှိတာပေါ့အဲ့တော့ဒါပေမဲ့ကိုက daily use တွေသုံးမယ်ဆိုလို့ရှိရင်လည်းအခါကြလို့ရှိရင်တော့ဟာလာခဏလေးနဲ့ကုံသွားတဲ့ဟာမျိုးလေးခါကြတော့ဈေးကြီးစရာလည်းမလိုဘူးလေအဲ့လိုအခါမျိုးဆိုရင်တော့ဒီလိုဆိုင်လေးတွေမှာဝယ်ရတာပို့ပြီးတော့အဆင်ပြေလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါဒီမှာမြဲနေဝယ်နေကြဆိုတော့ဒါ iPhone ပိတ်သက်တွေညွှန်ပေးတာဖြစ်ပါတယ်အဲ့တော့အခုတော့ငွေရှင်းလိုက်ပါဦးမယ်အဲ့တော့နောက်မှာပဲကျွန်တော်ပြန်တွေ့ကြပါမယ်နောက် vlog ကြီးကြလို့ရှိရင်ဘယ်တွေသွားမယ်ပြီးဘယ်လိုဆိုင်လေးညွှန်ပေးမလဲဆိုတာဆက်ဆက်ကြည့်ပေးကြပါခင်ဗျာအားလုံးပဲတက်တာ